လူတော်တော်များများကမရနိုင်တော့တာမရှိတော့တာမဖြစ်နိုင်တော့တာတွေဆိုအရန်လိုချင်ကြတယ်ဘာလို့လဲဆိုတော့ညီမစီမလည်းအခုဒါ high jet high jet ပေါ့နော် high jet လေးမရှိတော့ဘူးရောင်းလိုက်ပါပြီဆိုတော့ high jet ပဲနေ့တိုင်းမင်းနေကြတယ်ဆိုတော့ညီမစီမရှိနေသေးတဲ့ကားလေးရနိုင်တဲ့ကားလေးတွေကိုဒီနေ့မှလာပြပေးတာဖြစ်ပါတယ်ဆိုတော့ဒါသိန်း300ပေါ်ပေါ်ဆိုအရန်ကြိုက်ကြတယ်သိန်း300ပေါ်ပေါ်လေးတွေပဲထက်ရောက်ထားတဲ့အတွက်ကြောင့်မလို့ညီမဒီနေ့မှကားလေးတွေလာပြပေးတာဖြစ်ပါတယ်ဆိုတော့ကုထိရှိဟဲမှာရှိနေတဲ့ပထမဆုံးပြောပြပေးမယ့်ကားလေးကတော့ Suzuki Armin နဲ့လေးပါနော်ခွေဘလူးလာဆိုပြီးတော့မင်းနေ အာမိုင်းနဲ့ပါနော်စုစကီကယ်ရီအာမိုင်းနဲ့လေးပါနော်ဒီကားလေးကတော့ဒါမော်ဒယ်အမြင့်နံပါတ်အမြင့်မှကြိုက်ပါတယ်ဆိုတော့မိတ်ဆွေတွေအတွက်လုံးဝကို share ပါပဲမော်ဒယ်က2019မော်ဒယ်ဖြစ်သွားမယ်ရန်ကုန်လိုင်စင်ကျူရန်လေးနဲ့ရမယ်ဒီကားလေးကအာမိုင်းနဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့အင်ဂျင်ပါဝါ 1000cc နဲ့လာတယ် AC ပါဝါကရုံးဖြစ်သွားတယ်ကိုစိတ်ကြိုက်ပြန်ပြီးတော့ထည့်လို့ရပါတယ်ရှင်နော်အဲဒီကားလေးရှိမယ်ပြီးတော့ဒီကားလေးကတော့ ။အဲကားနဲ့ပတ်သက်ပြီးတော့ဆော်ရဆာတဲ့အရှုပ်ရှင်းမရှိဘူး။ဒီကားဆိုလို့ရှိရင်ဒါတစ်စီးလုံး Oz အပြည့်ကျန်သေးတယ်။အနောက်ကန်လေးပဲဆေးလေးကွက်နေလို့မို့လို့ညီမတို့ပပလေးပြန်လုပ်ပေးထားတယ်။တခြားဘာမှလိုအပ်ချက်မရှိဘူး။လောက်ရှာမလို့ဘူး။လက်တင်တစ်ခါတည်းအသုံးပြုလို့ရမယ်ကားလေးပါ။ဆိုတော့ဒီကားလေးညီမဒါဒီနေ့၃စီးပြပေးမှဆိုတော့ကျတော့နည်းနည်းအမြန်လေးပြပေးမယ်။ဆိုတော့အတွင်းကန်လေးတွေပါညာအလုံးပြပေးမယ်။အတွင်းကန်လေးကမှစတန်ရှင်းတဲ့ရမှုပိုင်းကမှဆပြောကြရမလို့လုပ်ပေးထားတယ်။ CRN ဆွတ်တွေ dashboard ခင်းနေ CRN ဆွတ်လေးထည့်ပေးမယ်နော်။မပါဘူးမပါဘူးလို့ပြောမှဆိုလို့ပါ။ ဆိုတော့ဒါကတော့ညီမဒီကားလေးရဲ့အတွင်းကန်းလေးကိုပြပေးတာပါဒီကားဆိုလို့ရှိရင်ညီမတို့ဒါလိုက်စစ်တက်တန်းက2026နှစ်လပိုင်းထိကြံပါသေးတယ်မန်ဒီမန်ချကတော့လက်လက်လေးနဲ့ရပါမယ်ရှင်ဆိုတော့ဒါကတော့ဒီကားလေးရဲ့အတွင်းကန်းလေးပါဆိုတော့ဒီကားကအောက်ပိုင်းအယိုးစစ် frame လေးလည်း share လောက်ပါတယ်အောက်ပိုင်းလေးတွေကိုလည်းပြပေးမယ်နော်အောက်ပိုင်း frame အယိုးစစ် share လောက်ပါတယ် frame နှစ်ချောင်းလုံးဂျပန်ကလာတဲ့ original အတိုင်းရအောင်မယ် frame နှစ်ချောင်းလုံး original အတိုင်းပဲကြံနေသေးတယ်ဆိုတော့ဒါကတော့ညီမဒါအောက်ပိုင်း frame လေးတွေကိုပြပေးတာပါဆိုတော့ tire လေးလုံးစလုံး ပန်းအားအပြည့်ကြံပါသေးတယ်ရှင်။နောက်ပြီးတော့ဒီကားလေးကအနောက်မှာစတီးအမိုးကိုင်းခြေနှင်းအားလုံးပါပီတာကားလေးဖြစ်ပါတယ်ရှင်။နောက်တစ်ခါလက်တင်သုံးလို့ရမယ်ကားလေးပါ။ဆိုတော့ဒီကားလေးကညီမရောင်းဝယ်မဲ့ဈေးလေးက335သိန်းကိုညီမညှိနှိုင်းဈေးလေးနဲ့ရောင်းဝယ်မဲ့ကားလေးဖြစ်ပါတယ်ရှင်။ကဲနောက်တစ်စီးကြည့်ပါမယ်။နောက်တစ်စီးကတော့ Honda ET လေးပါ။ Honda brand နဲ့ကမှကြိုက်တယ်။ Honda ET မှ ET ဆိုရဲမိတ်ဆွေတွေအတွက်ဒီကားလေးရပါမယ်။ဒီကားဆိုလို့ရှင်ညီမဒါရောင်းဝယ်မဲ့ဈေးကလည်းသိန်း300ပေါ်ပေါ်လေးနဲ့ပဲရောင်းဝယ်မှာပါ။ဆိုတော့ရောင်းဝယ်မဲ့ဈေးက315သိန်းကိုညီမညှိ ီနိုင်စေးလေးနဲ့ရောင်းမိမဲ့ကားလေးဖြစ်ပါတယ်။မော်ဒယ်ကြီးကားလေးကိုပြောပြပေးပါမယ်။ဒီကားလေးက Honda ET လေးကိုမှမော်ဒယ်က2003မော်ဒယ်လေးပါ AC ပါတယ်ပါဝါမပါဘူးတို့ပေမဲ့ power customize အနေနဲ့ပြန်ထည့်လို့ရတယ်ပါဝါမပါပေမဲ့အရန်ပေါ့တယ်เนาะပါတယ်လို့ပဲကိုယ်အနေနဲ့ကုန်ကြမ်းစည်ထပ်ပြီးတော့မကုန်ချင်ဘူးဆိုလို့ရှိရင်ဒီတိုင်းလေးလက်တင်သုံးယုံပါပဲဆိုတော့ဒါရန်ကုန်လိုင်းစင်လေးနဲ့ရောက်မယ် 5G number လေးနဲ့ရောက်ပါမယ်လိုင်းစတတန်းနဲ့တစ်နှစ်နီးပါးကြာမှသေးတယ်ရှင်เนาะဒီကားလေးကလည်း manual gear လေးနဲ့ပါညီမတို့ဒါကားနဲ့ပတ်သက်ပြီးဒီမှာအပြစ်ပိုင်းကမှ sub stick ကပိုင်းကမှစသေးချာအလားဆင်ပေးထားပြီးသားကားလေးဖြစ်ပါတယ် အနောက်မှာကလည်းညီမတို့စတိအမိုးကိုင်းခြေနှင်းအားလုံးပါပိတာကားလေးဖြစ်ပါတယ်။ကားနဲ့ပတ်သက်ပြီးလောအပ်ချက်လုံးဝမရှိဘူး။ဘာမှလုပ်စရာမလိုဘူး။လက်တင်တစ်ခါတည်းတုံးလို့ရမယ်ကားလေးဖြစ်ပါတယ်ရှင်။ဆိုတော့ဒါပေါ့နော်။တိတ်တော့ရပေါ်ပေါ်လေးမှကြိုက်ပါရယ်ဆွဲမိတ်ဆွေအနေနဲ့ဆိုတော့ဒါကားလေးကိုညီမအတွင်းကန်းလေးပြပေးမယ်နော်။ကဲအတွင်းကန်းထဲမှာကလည်းထိုင်ကုန်လေးကဒါပုံစံမတူလေးချုပ်ထားပေးတယ်လဲဒါချုပ်လေးနဲ့ရပါမယ်။ဒီကားလေးမှာကတော့ညီမတို့ဝေလာကလေးဆီရိုင်းဆွဲလေးပါထားပိတာပေါ့နော်။ဆီရိုင်းဆွဲ Facebook ခင်ပါထားပိတာဖြစ်ပါတယ်။ဒ ဆိုဒီကားလေးကတော့ဒါအေကွန်းပါတယ်ပါဝါစတီယာမဖြစ်ဘူးမန်နျူရယ်ဂီယာနဲ့ကားလေးပါနော်ဆိုတော့ဒါအဲ4ဝီမှကြိုက်တယ်ဆိုရင်မိတ်ဆွေအနေနဲ့လဲဒါတောက်စစ်တောက်တက်အတွက်သုံးမယ်လုပ်ငန်းအတွက်သုံးမယ်ဒါနေဘက်ဒီမှာသုံးမယ်4ဝီလေးပဲကြိုက်တယ်ဆိုရင်မိတ်ဆွေအတွက်ကတော့ဒီကားလေးရပါမယ်နော်ဒီကားလေးကလည်းကားနဲ့ပတ်သက်ပြီးအတိုက်ခိုက်ရှုပ်ရှင်းမရှိပါဘူးညီမတို့အောက်မှာခြေနစ်အခင်းလေးတွေပါထည့်ထားပေးပြီးသားပါရှင်ခုနအေဒီဖြစ်တဲ့အတွက်ကြောင့်မလို့အင်ဂျင်အနောက်မှာဖြစ်တဲ့အရှိမာကဆာလုံးကကြဲကြဲဝန်းရှိသွားတယ်အောက်ကျန်းကင်းတွေပါပြပေးမယ် ။နော်ဒီအောက်ကျန်းငင်းတွေကမှအစလုံးဝပိုက်တယ်နော်အဆွေးနာတန်ကြီးကင်းပါတယ်ရှင်ဆိုတော့ဒါကတော့ညီမဒီကားလေးအောက်ကျန်းငင်းတွေကိုပြပေးတာပါ။ဆိုတော့ဒီကားလေးဆိုလို့ရှိရင်ညီမတို့ဒါအပေါ်မှာလည်းနေကားဒီနှစ်ဖက်လုံးပါထားပြီးသားဖြစ်ပါတယ်အတွင်းငန်းကမှစတက်နေတာပဲဆိုတော့ဒါတိတ်300ပေါ်ပေါ်လေးမှကြိုက်တယ်ဆိုရင်မိတ်ဆွေတို့ကတော့ရွေးချယ်လို့အကောင်းဆုံးကားလေးတစ်စီးဖြစ်ပါတယ်ဆိုတော့ဒီကားလေးကိုညီမတို့ရောင်းဝယ်မဲ့ဈေးလေးက315သိန်းကိုညီမတို့ညှိနှိုင်းဈေးလေးနဲ့ရောင်းဝယ်မဲ့ကားလေးဖြစ်ပါတယ် ကဲနောက်တစ်စည်းအနေနဲ့ကတော့ဒါသူများထက်ခြေတလန်းတာထားမှကြိုက်တယ်ဆိုရင်မိတ်ဆွေတို့ကဒါကားလေးကြိုကြည့်လို့ရမယ်ဆူစကီလည်းထပ်ရောက်ထားပါတယ်ဆော့ကားလေးကိုညီမလိုက်ပြပေးမယ်ကဲနောက်တစ်စည်းထပ်ရောက်ထားတာလေးကတော့ဒါဆူစကီခွေးဘလူးလေးပါဒါကတော့အာပလက်ပါအမိုင်းညမဟုတ်ပါဘူးเนาะဆူစကီလည်းထပ်ရောက်ထားပါတယ်ဒီကားလေးကလည်းဒါသိပ်300ပေါ်ပေါ်လေးပါပဲเนาะဒီကားလေးဆိုလို့ရှိရင်ဒါဆူစကီလေးကိုမှမော်ဒယ်က2003မော်ဒယ်လေးပါ AC power so 4 wheel ပတ်တန်လေးနဲ့ပါကိုက2 wheel 4 wheel လို့တို့လို့သုံးလို့ရတယ်2 wheel ပဲသုံးကျင်တယ်ဆိုလို့ရှိရင်2 wheel လေးကိုနှိမ့်မယ် 4ဝီဆိုလို့ရှိရင်4ဝီအရှိန်လင်းနဲ့လို့တလို့သုံးပြီးတော့မှမောင်းလို့ရမယ်ကားလေးပါရှင်ဒီကားလေးဆိုလို့ရှိရင်လည်းဒါရန်ကုန်လိုင်းစင်လင်းနဲ့ရပါမယ် manual gear လေးနဲ့ပါ license တန်းကလည်း2026ခုနှစ်လပိုင်းအထိ license တက်ကြံပါသေးတယ်ရှင်နောက်ဆိုဒီကားလေးကတော့ဒါ ။ဒါကြိုကြည့်ကြပါရယ်ရေဆေးကုန်မှာကလေးကကြိုပြီးတော့ကြည့်ထားကြပါရယ်ဆိုရင်မိတ်ဆွေတို့ကြိုပြီးတော့လာကြည့်လို့ရပါတယ်။ဆိုတော့ကားလေးနဲ့ပတ်သက်ပြီးတော့ညီမတို့ဒီကားမှာဆိုလို့ရှိရင်တော့မီကွက်တွေကမှစာဖတ်မှန်တွေရောအားလုံးဝင်ဒီကဲပက်လေလေးလုပ်ပေးထားပါရယ်။เนาะဆိုတော့ဒီကားလေးကိုကားနဲ့ပတ်သက်ပြီးတော့ဆားဆားတဲ့အရှုပ်ရှင်းမရှိဘူးအတိုက်ခိုက်မရှိဘူးဆိုတော့ဒီအတွင်းကားလေးညီမတို့တက်ရှိလုံနေတော့ဆိုတော့အတွင်းကားလေးတော့ဖွင့်မပြတော့ဘူး။အနောက်မှာကညီမတို့စတီအမိုးခိုင်းခြေနှင်းအားလုံးပါပြီးတာကားလေးဖြစ်ပါရယ်။ဒီကားလေးလည်းလက်တင်သုံးယူမှာပဲเนาะတက်ရှိပါညာအားလုံးလုပ်ပြီးတော့မှဖြစ်တယ်လို့ရောင်းပေးတာမဟုတ်ပါဘူး။တန်ရှင်းရေးကားမှာဆိုအသေးစိတ် က်ကမှဆက်ဂိတ်ဒီဇိုင်းလုပ်ပေးပြီးတော့မှညီမတို့ကကားလေးတွေကိုဝယ်ယူသူတွေအနေနဲ့လက်တင်သုံးလို့ရမယ့်အနေအထားအထိလုပ်ပြီးတော့မှညီမတို့ရောင်းပေးတာဖြစ်ပါတယ်ရှင်။ဆိုတော့ဒီကားလေးဆိုလို့ရှိရင်လည်းဒါ ညီမတို့ရောင်းမိမဲ့ဈေးလေးက325သိန်းကိုညီမတို့ညီနိုင်ဈေးလေးနဲ့ရောင်းမိမဲ့ကားလေးဖြစ်ပါတယ်ရှင်။အခုပြပေးခဲ့တဲ့ manual လေး3စီးလုံးကရန်ကုန်လိုင်းစင်လေးတွေနဲ့ပဲရပါမယ်။ရန်ကုန်လိုင်းစင်မှာကြိုက်တယ်ဆိုရင်မိတ်ဆွေတွေအတွက်လုံးဝကွက်တည်ပါပဲ။ stroke ကားလေးတွေအားလုံးကငွေစင်အရေးကြအလဲထက်ကြိုက်တယ်လို့ဝယ်ယူအားပေးလို့ရပါတယ်ရှင်။ stroke ကားလေးတွေလာကြည့်မယ်ဆိုလို့ရှိရင် တုံညာကိုခွန်ခွန်တတခွန်6 95လေးကိုဆက်ပြီးတော့မှမြောက် တကုံ34ရက်ကွယ်အုတ်ချွေမူယောနီမှာကားလေးလာကြည့်လို့ရမှာပဲဖြစ်ပါရဲ့ရှင်နောက်ထပ်ကားလေးထပ်ရောက်ရင်လည်းထပ်ပြီးတော့တင်ပေးပါဦးမယ်။နော်အော်တိုတွေကကြိုက်တဲ့မိတ်ဆွေတွေအတွက်ကတော့အော်တိုမော်ဒယ်အမြင့်နံပါတ်အမြင့်လေးထပ်ရောက်ထားပါရဲ့ရှင်။နော်ဒီကားလေးတွေကိုလာကြည့်ရင်လည်းကားလေးကြည့်လို့ရပါမယ်ရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့မိတ်ဆွေတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။အားလုံးပဲတော်တော်ပါ။